မင်္ဂလာပါ2025ခုနှစ်ဧပြီ18ရက်တောက်ကြနေ့မှာကြားရမယ်ရွှေပြည်မြေအပတ်စဉ်သတင်းကနေပြန်လည်ကြိုဆိုပြစီဒီတပတ်သတင်းတွေကိုလည်းကျွန်မအကောင့်လို့တင်ဆက်ပေးပါပါမယ်တပိတ်ချင်းမြို့နယ်ခုနှစ်မိုင်မှာတိုက်ပွဲပြင်းထန်ခဲ့လို့မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေကြာဆုံးခဲ့ရပါတယ် လောက်ကင်မျိုးကပိတ်ထားတဲ့ဆိုင်ခန်းတွေပြန်လာဖွင့်ဖို့ MNDAA ပြောပြီးမဖွင့်ရင်ဒဏ်ငွေဆောင်ရမယ်လို့ပြောဆိုထားပါတယ်။နှမ်ခမ်းမှာ NaN CDM တွေကိုပညာရေးဝန်ဆောင်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလှုပ်ဆောင်ခွင့်ပြုတော့မှာမဟုတ်ကြောင်းပြောဆိုထားပါတယ်။ဒီသတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ ရှမ်းမြောက်တန်ရက်နဲ့လာရှိုကြကစစ်ကောင်စီတပ်ရဲစစ်စီရေးဂိတ်မှာဖျက်တမ်းသွားလာတဲ့ဂုံတင်ကားတွေကိုစစ်ကောင်စီကစစ်စီမင်းမြတ်နဲ့အပြင်ငွေ3သိန်းကျပ်အထိတောင်းခံနေတယ်လို့ကာသမားတွေရဲ့ပြောပြချက်အရတရားပါတယ်။ တက်ရံမျိုးကနေ -10 ဝန်းကျင်ဝေးတဲ့အဒီကိတ်မှာစီကောင်စီတက်ရက်ချစ်လင်တက်ရင်ခလာရ136ကစောင့်ကြက်စစ်ဆေးနေတာဖြစ်ပြီးတော့စစ်ဆေးမေးမြန်းတာတွေဟာအရင်ကတည်းကလှုပ်ဆောင်နေပြီမဲ့ငွေတောင်းတာကတော့အခုဧပြီလပထမပတ်ကစပြီးတောင်းခံတာဖြစ်ပါတယ်။တက်ရင်မှုရဲ့ခိုင်းစင်မှုကြောင့်တက်တာတွေငွေတောင်းရတာဆိုပြီးအခုကာလမှာလူထုတွေကဝန်ကြီးအတွက်ရုံးကန်နေရချိန်ငင်ညာတော့အဖြစ်တက်ဆိုင်ရအရာရှိတွေကအခုလိုဖြစ်စဉ်ကိုတာဝန်ယူဖြေရှင်းပေးဖို့ကာသမတအုပ်ကတောင်းဆိုထားပါတယ်။ ဒါအပြင်တန်ရံမြို့နယ်ရဲ့အဝင်ထွက်နေရာတိုင်းမှာစစ်ကောင်စီရဲ့စစ်စီရေးဂိတ်ရှိပြီးဒေတာခန့်နဲ့ခီးသွားလူထုတွေကိုနေ့စဉ်စစ်စီမင်းမျက်နှာတွေငွေတောင်းတာတွေလှုပ်ဆောင်နေတယ်လို့လည်းဒေတာခန့်တွေရဲ့ပြောပြချက်အရတီးရပါတယ်။အလားတူဖြစ်စဉ်မျိုးစစ်ကောင်စီတပ်ထင်းချုပ်ထားတဲ့ရှမ်းမြောက်မူဆယ်မြို့နယ်မှာလည်းလူထုတွေကိုဖမ်းဆီးစစ်ဆေးတာတွေရှိပြီးငွေတောင်းနေတာတွေလည်းရှိနေပါတယ်။ ောက်ပိုင်းတိုင်းရှိရာလာရှူမျိုးကိုစစ်ကောင်စီတပ်ကပြန်ထင်းချုပ်ရင်ဗလီကျောင်းတွေထပ်မံပိတ်သိမ်းခံရမှာကိုလာရှူမျိုးနေအစ္စလမ်ဘာဒဝင်တွေကစိုးရိမ်နေကြတယ်လို့တည်ရပါတယ်။လာရှူမျိုးမှာပြည်ခဲ့တဲ့2013ခုနှစ်ကဘာဒရဲ့အရေးခင်ကြီးဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်လက်အောက်ခံမာဘာဒါကလာရှူမျိုးရှိဗလီတချို့ကိုဖွင့်ခွင့်မပေးတော့ဘဲပိတ်ထားခိုင်းခဲ့ပြီးကိုကန့်တပ်တွေကပြန်လည်ရောက်ရှိမှသာဖွင့်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။လာရှူမျိုးတင်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ပိတ်ထားရတဲ့ဗလီကျောင်းတွေမှာတက်ရှိရေးပြန်လုပ်ခွင့်ရခဲ့တယ်လို့မြို့ထဲကအစ္စလမ်ဘာသာဝင်တွေကိုကိုကန်တက်ကလူမျိုးရေးခွဲခြားတာတွေလည်းမရှိဘူးလို့လာရှုမျိုးကအစ္စလမ်ဘာသာဝင်တဦးကပြောပါတယ်။လာမယ့်ဧပြီ21ရက်မှာ MNDAA ကလာရှုမျိုးကိုစစ်ကောင်စီထံလွှဲပြောင်းပေးသွားမယ်လို့သတင်းထွက်ပေါ်နေပြီးအုပ်ချုပ်ရေးကိုဘယ်လိုလှုံ့ဆော်သွားမလဲဆိုတာကိုတော့ဘယ်ဖက်ကမှတရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ လက်မှတ်မှာနန်စီဒီအမ်လီကိုပညာရေးဝန်ဆောင်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆက်လက်လှုပ်ဆောင်ခွင့်ပြုတော့မှာမဟုတ်တော့ကြောင်းကိုလက်မှတ်မြို့နယ်ပညာရေးမှူးရုံးကဧပြီ6ရက်မှာထုတ်ပြန်ထားပါတယ်။ နမ်ခမ်မြို့မှာတောင်ပြည်ပညာရေးကောင်စီ TLEC ကဖော်ဆောင်နေတဲ့ပညာရေးကဏ္ဍမှာနန်းစီတဲ့အဝန်ထမ်းတွေလုံးဝပတ်သက်ခွင့်မပြုထားတာကြောင့်မူကြိုကျောင်းစာချုပ်ဝိုင်းကျူရှင်ဘော်ဒါဆောင်ကိုပိုင်ကျောင်းနဲ့ဘာသာရေးအခြေပြုကျောင်းတွေကိုဖွင့်လှစ်ထားတာကိုအကန့်အသတ်မရှိရပ်ဆိုင်းလိုက်တာလို့ဆိုပါတယ်။စစ်အာဏာရှင်တွေကိုတော်လှန်နေတဲ့အချိန်မှာနန်းစီတဲ့အမျိုးကအခွင့်ကောင်းယူပြီးစစ်ကောင်စီနဲ့လက်တွဲပြီးတော့လုပ်ငန်းတွေဖော်ဆောင်နေတာကြောင့်ရပ်ဆိုင်းလိုက်တာလို့နမ်ခမ်မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူတို့ကအရှိဖြစ်မျိုးပြောပါတယ်။ နန်း CDM တွေဟာပညာရေးလုပ်ငန်းကိုတိုက်ရိုက်ဖြစ်စေတွယ်ဝိုက်ပြီးဖြစ်စေထုတ်ပြန်ထားတဲ့အတိုင်းမလိုက်နိုင်ရင်အရေးယူရမယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ကိုကန်တက်ထိန်ချုပ်ထားတဲ့လောက်ကန်မျိုးကပိတ်ထားတဲ့ဆိုင်ခန်းတွေပြန်လာဖွင့်ဖို့ MNDAA ကပြောဆိုထားပြီးမဖွင့်ရင်ဒဏ်ငွေဆောင်ရမယ်လို့တရှိရပါတယ်။ လောက်ကမ်းမှာစီးပွားရေးနဲ့ပတ်မှုအရင်လိုပြန်မဖြစ်သေးတာကြောင့်ပိတ်ထားတဲ့ဆိုင်တွေပြန်လာခွင့်ခိုင်းတာဟာလူထုတွေအတွက်အခက်အခဲရှိစေတယ်လို့ဆိုပါရယ်။လောက်ကမ်းမြို့ထဲစစ်ဖြစ်ပြီးတဲ့နောက်ပိုင်းဒေသခံတွေအရင်လိုစီးပွားရေးမကောင်းတော့တာကြောင့်ဆိုင်ပိုင်ရှင်တချို့ကဆိုင်ခန်းတွေကိုပြစ်ထားပြီးတခြားဒေသကိုပြောင်းရွှေ့လုပ်ကန်ကြတာဖြစ်ပါရယ်။ ဆိုင်ပြန်ဖွင့်ဖို့ပြောဆိုတာကလည်းမြို့ထဲလူပြန်စီကားလာအောင်ပြန်ဖွင့်ခိုင်းတာလည်းဖြစ်နိုင်ကြောင်းဒေသခံတို့ကပြောဆိုကြပါတယ်။လောက်ကိုင်းမြို့ကို MNDAA နဲ့ပူပေါင်းတပ်ဖွဲ့ကတစ်တုံညာနေခွစစ်စင်ရေးပထမလိုင်းအတွင်းတိမ့်ပိုက်ရရှိခဲ့တာဖြစ်ပြီးပြည်내ထူထောင်ရေးလုပ်ငန်းလှုပ်ဆောင်နေပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ခုနမိုင်မှာပူပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်ခဲ့ပြီးမိုးကုတ်ပြူဟာတပ်ဖွဲ့ဝင်တွေကြာဆုံးခဲ့ကြောင်းရှေ့တန်းတရင်ရင်းမြစ်တို့ကပြောပါရတယ်။ ဧပြီ6ရက်တိုက်ပွဲမှာမိုးကုတ်ပြည်ဟာရဲ့တပ်ဖွဲ့ဝင်တဦးကြာဆုံးခဲ့တယ်လို့ပြီးခဲ့တဲ့မန်စလာရှိရက်ကလည်း9မိုင်တိုက်ပွဲအတွင်းမိုးကုတ်ပြည်ဟာမှတပ်သား12ဦးကြာဆုံးခဲ့တာလို့မိုးကုတ်ပြည်ဟာကထုတ်ပြန်ခဲ့ပါတယ်9မိုင်တိုက်ပွဲအတွင်းစစ်တပ်ဘက်ကလည်းထိခိုက်ဒိဆုံးမှုရှိပြီးအရေအတွက်အတိအကျကိုတော့မတိရသေးပဲစစ်ကောင်စီတပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့ဆက်တိုက်ပြုလုပ်နေပါတယ်ရှမ်းမြောက်မိုးမိတ်နဲ့မန်လီတိုင်းမိုးကုတ်မြို့ကိုထျံတွေတင်ပိုက်ပြီးတဲ့နောက်ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း9မိုင်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့တိုက်ရောက်ပူးပေါင်းပြီးတိုက်ခိုက် င်နေတာဖြစ်ပါတယ်။တပိတ်ကျင်းမျိုးကိုပြီးခဲ့တဲ့2024ဩဂုတ်30ရက်မှာတော်လရင်ရာစုတွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့9မိုင်တပ်စခန်းကြောက်ကြီးတပ်စခန်းနဲ့တမ်းမြင့်လေးကျင့်ရေးကြောင်အမတ်73တို့သာကြန့်ရှိနေတာဖြစ်ပါတယ်။ဒီတစ်ပတ်တရင်ကတော့ဒီလောက်ပါပဲရှင်။ရွှေပြည်မြေရဲ့အပတ်စဉ်တရင်ကိုကြီးစုနာဆင်ပေးခဲ့တဲ့ပရိသတ်တွေအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။